ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြတ်မြတ်ကျွန်တော်တို့လူသားတွေအားလုံးဟာဒီလူလောကကမ္ဘာကြီးထဲမှာအသက်ရှင်နေသည့်ကာလပတ်လုံးလောကရန်တရားရှိပါးကိုတွေ့ကြုံရင်ဆိုင်နေကြရမှာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာကျွန်းခံနေရတဲ့ဘဝကနေလွတ်မြောက်လာခဲ့ကြတဲ့အစ္စရေးတွေဟာထွက်လာလို့မှဘာမှမကြသေးဘူးလန်ခီးမှာအသားဟင်းမစားရလို့ခေါင်းဆောင်ဖြစ်တဲ့မော်ရှီကိုဝိုင်းပြီးအပြစ်တင်ကြတာကိုထွက်မြောက်ရာကျအခန်းကြီး15အခန်းငယ်25ကနေအခန်းငယ်29အထိနဲ့ထွက်မြောက်ရာကျအခန်းကြီး16တို့မှာတွေ့ရပါတယ်ရေငတ်တယ်ပောက်စရာမရှိဘူးရေတွေ့တယ်ခါလုံးလုံးမတော့နိုင်ဘူးဆိုတာသိခဲ့ရပြီအဲ့ဒီလိုခါသီးတဲ့ရေကိုဘယ်လိုချိုးစေတလဲ ဆက်ပြီးကြည့်ကြပါစို့ထွန်းမြောက်ရကျမ်းအခန်းကြီး15အငယ်25-26မောရှိသည်ထာဝရဘုရားအားအော်ဟစ်၍ထာဝရဘုရားသည်တစ်ပင်တပင်ကိုပြတော်မူ၏ထိုအပင်ကိုရေထဲသို့ချပြီးလျှင်ရေသည်ချိုလေ၏ထိုအရ၌သူတို့ကိုစုံစမ်း၍စီရင်ထုံးဖွဲ့တော်မူ၏ကသင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကိုစိတ်စိတ်နားထောင်၍ငှက်သက်တော်မူသောအကျင့်ကိုကျင့်လျင်၎င်းပြည့်ညတ်တရားတော်အလိုတို့လက်၍စီရင်တော်မူချက်တို့ကိုစောင့်ရှောက်လျင်၎င်း ငါသည်အဲကုတ်ထုလူတို့၌ဆွဲစေသောယောဂတစုံတစ်ခုကိုမြတင်တို့၌မဆွဲစေငါသည်တင်တို့၏ယောဂကိုငြိမ့်စေသောထာဝရဘုရားဖြစ်တော်မူသည်ဟုမိန့်တော်မူ၏ဒီကျမ်းကိုဖတ်ရခြင်းကြောင့်ဖောက်လို့မရအောင်ဖြစ်နေတဲ့မာရဩေစစ်ဟာဘုရားသခင်ညွှန်ပြပေးတဲ့တစ်ပင်တစ်ပင်ရေထဲလဲချလိုက်ရောချက်ချင်းချိုသွားတယ်တစ်ပင်ဟာဘာကိုအသေးပဲဆောင်းတယ်လေဂလာတိဩဝါဒစာခန်းကြီး3ငယ်73အရာတစ်တိုင်၌ဆွဲထားခြင်းကိုခံရသောသူတိုင်း ကျင့်ချင်းကိုခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ချင်းကိုခံရသောသူဖြစ်၏လို့ဖတ်ရတယ်မဟုတ်ဘူးလားဒါကြောင့်မို့သစ်ပင်ဆိုတာတခြားမဟုတ်ဘူးကားတိုင်းတော်ကိုရည်ညွှန်းလိုက်တာပဲလို့အတိတ်ပဲဖွင့်နိုင်တယ်တခါအဲ့ဒီလိုကားတိုင်းတော်ပေါ်မှာခရစ်တော်ရဲ့သေခြင်းကရောရှုံးကြတယ်လားအိုးသေမင်းသီးလက်နဲ့သည်အဘယ်မှာရှိသနည်းအိုးမရဏနိုင်ငံသီးအောင်မြင်ခြင်းသည်အဘယ်မှာရှိသနည်းလို့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး၅ အငယ်55မှာတွေ့ရတော့ခရစ်တော်အဖလီခံရလက်ဝါးကတိုင်ဖြစ်တဲ့တစ်ပင်ရဲ့တကူးဟာမရဏကိုအောင့်နေမာရအိုအေစစ်ကိုခါတီးတဲ့အဖြစ်ကနေပြီးတော့ချုံမိန်နဲ့ရေအဖြစ်ပြောင်းလဲပေးလိုက်တယ်။ဒါကြောင့်ရေငတ်တယ်ရေရှာလို့မတွေ့ဘူးစိတ်မပြတ်ကြပါနဲ့။ရှာလို့တွေ့တယ်ခါတီးတဲ့မာရအိုအေစစ်ဖြစ်နေတယ်။လောဂရန်ဟာဖလေချင်းအထိလူသားကိုဆောင်းသွားလိမ့်မယ်မကြောက်ကြပါနဲ့။ကားတိုင်းတော်ပေါ်မှာအသေးခံတော်မူပြီးဖလေချင်းကိုအောင်မြင်တဲ့သခင်ရှိတယ်။ ထာဝရအသက်ကိုပေးပိုင်တဲ့သခင်ခရစ်တော်ရဲ့အရေးတရံတွေကိုကမ္ဘာဦးကျမ်းမှာတွေ့ခဲ့ရတယ်လို့အခုထွတ်မြောက်ရာကျမ်းမှာလည်းဘုရားသခင်ဟာပြသပေးနေပါတယ်။နှုတ်ကပတ်သမားကျမ်းစာကနေအသက်လမ်းကိုတိတိသားသားထင်ထင်ရှားရှားဖော်ပြပေးနေပါတယ်။အဲဂုတ်ထုလူတို့ခံခဲ့ရတဲ့ဒုက္ခတွေမျိုးမင်းတို့မခံစားရဘူးဆိုတာကိုဘုရားသခင်ထည့်ပြီးပြောပါတယ်။သူ့ကိုအားကိုးခိုလုံမှုနဲ့ညင်းပယ်မှုအပေါ်မှာသူဘယ်လိုစီရင်ပိုင်ရဲဆိုတာကိုပြက်ပြက်သားသားသတိပေးခြင်းပဲဖြစ်ပါတယ်။ ။ဖွံ့ဖြိုးရာကျမ်းအခန်းကြီး15အငယ်29ထိုနောက်မှရေတွင်း72ပင်စွန်ပလွန်ပင်80နှစ်ပြည့်စုံရာအေးလိမ်ရွာသို့ရောက်၍ထိုအရက်၌ရေရှိရာအနားမှတတ်ချကြ၏။ဒါကတော့ဖွံ့ဖြိုးရာကျမ်းရဲ့ဏိဂုံးကျမ်းချက်ဖြစ်ပါတယ်။ခါသီးတဲ့အရက်ကနေပြီးတော့ကျေးဇူးတော်ရေချိုကိုတောက်ခဲ့ရပြီးတော့အေးလိမ်ဆိုတဲ့တာယာဝါပြောတဲ့အရက်ကိုဆက်လက်ပို့ဆောင်ပေးခဲ့တဲ့။အဲ့ဒီအေးလိမ်ရွာမှာကျတော့ရေချိုတွင်နေရှိတယ်။စွန်ပလွန်ပင်တွင်လည်းဝေဝေဆာဆာရှိနေတယ်။ ညအချိန်မှာငိုကြွေးခဲ့ရသလောက်မိုးသောအချိန်မှာပျော်ရပြန်ပြီ။ကျွန်တော်ခရစ်ယာန်အိမ်တောင်တွေမှာခရစ်တော်ရဲ့တပ်ပုံအပြင်ချိတ်ဆွဲထားလေးရှိတဲ့စာရန်ကလေးတွေရှိရပါတယ်။အဲ့ဒီအထက်မှာပရောဖက်ယေရမိဖွဲ့ဆိုခဲ့တဲ့နတ်နဲ့တိုင်းဂယုနာတော်အစ်စ်ကိုခံရကြ၏ဆိုတဲ့ငှက်ကလေးတွေအစာကောက်စားနေတဲ့ပုံကလေးနဲ့စာရန်ကလေးတွေဟာအင်မတန်မှဝိညာဉ်ခွန်အားကိုတိုးပွားစေနိုင်ပါတယ်။ကျွန်တော်အိမ်မှာဆိုရင်ဘယ်နှခုနှစ်လောက်ကလေးကဘယ်ရံပုံငွေပွဲမှာဝယ်ခဲ့တယ်တော့မသိဘူး။ ဈေးပေါ်ပေါ်နဲ့ရထားတဲ့စာရန်နဲ့အဲ့ဒီပုံကလေးဟာဟောင်းနိုးနေပြီစက်ကူတွေလည်းကွာနေပြီဒါပေမဲ့တန်းဖန်ပြီးကျွန်တော်တို့ plastic နဲ့အုပ်ထားပြီးတော့အရှိမထောင်ထားတယ်မကြာခဏစိစိကြည့်ပြီးတော့ကျေးဇူးတော်ရဲ့ကြီးကျယ်မြင့်မားပုံကိုအမြဲတမ်းဆင်ခြင်နှလုံးသွင်းမိပါတယ်မိတ်ဆွေများခင်ဗျာအခုထွမ်းမြောက်ရကျမ်းအခန်းကြီး16ကိုကျွန်တော်တို့စတင်ပြီးလေ့လာကြပါစို့ထွမ်းမြောက်ရကျမ်းအခန်းကြီး16အငယ်1မှ3တပန်ဣသရေလအမျိုးသားပြိပတ်အပေါင်းတို့သည်အေးလိန်အရက်မှထွက်၍ခရီးသွားကြ၏ အေဂိုတူပြီမှထွက်သွားသောနောက်ဒုတိယလ15ရက်နေ့တွင်အေးလင်အရက်နှင့်သီနာတောင်ဆက်ကြားမှတိန်တော်သို့ရောက်ကြ၏ထိုတော်၌ဣသရေလအမျိုးသားပြိသက်အပေါင်းတို့ကငါတို့သည်အေဂိုတူပြီ၌အမဲသားချက်သောအိုးကင်းသားမှထန်၍ဝါစွာစားရသောအခါထာဝရဘုရား၏လက်တော်ဖြင့်ပြည်ရင်သာ၍ကောင်း၏ယခုမူကားဤစည်းဝေးလျက်ရှိသောလူအပေါင်းတို့ကိုငတ်မွချင်းအဖြစ်တတ်လိုသောငါဤတော်အရက်သို့ဆောင်ခဲ့ပြီတကားဟု မောရှိနှင့်အာယုံကိုအပြစ်တင်၍မိတန်းလျက်ဆိုကြ၏ကဲကောင်းရောလို့မဆိုနိုင်ပြန်ဘူးလားတဖက်ကန်းကိုရောက်တော့အေရုံပင်လေပင်လေနီရဲ့တဖက်ကန်းကိုရောက်တော့သဘောတွေကျပြီးတော့ဘုံတော်ဘွဲတွေနဲ့ကုန်းယုံပြီးအော်ကြပျော်ကြမော်ကြသုံးရက်လောက်နေလို့ရေလဲငတ်ကောတခါပြန်ပြီးတော့မျက်နာတွေပြက်ကျစူကြပူကြဒါတွေကိုမိတ်ဆွေတို့သိခဲ့ပြီးပြီဖခင်ခင်ကသူတို့အဖို့မာရဆိုတဲ့အရက်ကခါနေတဲ့ရေတွေကိုချုံမြင်အောင်လှုပ်ပေးပြီးတော့အေးလိန်ဆိုတဲ့ရွာကလေးမှာပို့ဆောင်ပေးခဲ့တဲ့ကျေးဇူးတော်ကိုလည်း ကျွန်တော်တို့ဒါမြင်ရပြီအခုအချိန်မှတော့တချီတမောင်းပြန်ပြီးတော့ရှုံရဲ့ရှုံမဲ့ဖြစ်ပြန်ပြီတဲ့အီဂျစ်တုန်းကငါတို့မှာအမဲသားအိုနာခွထိုင်ပြီးတော့စပိုးနေအောင်စားခဲ့ရတယ်အခုတော့ငတ်ပြီတဲ့မဟုတ်မှလွဲရောဆန်းစီစားငရုတ်ကြက်သွန်အာလူအကုန်ပြောင်ပြီးနေတူတယ်သေချင်းစိုးနဲ့သေအောင်ငါတို့ဘဝမရှိမလဒုက္ခရောက်ရတော့မှာပါလားဟဲ့ဆိုပြီးတော့မောရှီနဲ့အာယုံတို့ကိုဝိုင်းဆူပြန်ပြီတဲ့ နည်းနည်းဒုက္ခတွေ့တာနဲ့အတိတ်ကိုပြန်ပြီးတော့တလက်ပြေးခြင်းနဲ့ကူးခြင်းတန်းခြင်းနဲ့အပြစ်သားတွေရဲ့အပြစ်ပံရောစဉ်အနှောင်အဖွဲ့လေးတွေကိုဒီနေရာမှာသတိပြုနိုင်တယ်ထင်ပါတယ်ဒေါက်တာဗန်နန်နက်ကီရဲ့ဘဝဓမ္မအမှုတော်ဆောင်လှုပ်တော့မယ်ဆိုတာမှကြုံခဲ့ရတဲ့အစွဲအလန်းလေးကိုကျွန်တော်တို့ကြားခဲ့ရတယ်နော်နေရစ်ခဲ့တော့အရက်ဝိုင်းနေရစ်ခဲ့တော့အကဝိုင်းဆိုပြီးတော့လက်ဖီးကြစ်ကြစ်ပါအောင်ဆုပ်အန်ချိတ်ပြီးတော့ထွက်ခဲ့ပြီမြဲအဝေးကြီးရောက်တဲ့အထိအဲ့ဒီခြံရစ်ခဲ့တဲ့အစွဲအလန်းလေးတွေဟာလိုက်ပြီးတော့ ်သူ့ရဲ့ဆောင်ခေါ်ယူခဲ့တယ်တဲ့အခုလဲနှစ်လခွဲလောက်အဲကုတ်ထုဆိုတဲ့ကျွန်ခံရအရက်ကအပြတ်ထွက်လာခဲ့ပြီဆိုကမှဘိုက်ထဲကဆာရာနဲ့အမဲသားအိုးကိုတွားပြီးတော့အောင်းနေတယ်ကိုဇာတိစိတ်ရဲ့တောင့်တမှုဆန္ဒတွေဟာစိတ်ဝိညာဉ်ကိုအနိုင်ယူလာကြပြန်လေအဲ့ဒီမှာရင်ခြေထောက်တွေဆောင်းဆောင်ပြီးတော့စူကြပူကြမြည်တမ်းကြပြန်ပြီကျွန်တော်ပြောခဲ့တဲ့မနုဿ φαν စဉ်အတိုင်းခိုကြီးတန်ကြီးအရှူအရှူပေါ်လာတာပေါ့မျက်နာတွေကလည်းငိုလိုက်ကြီးလိုက်နဲ့စပရင်မျက်နာတွေဖြစ်ကုန်ပြီလေ မန္နမုတ်နှင့်ငုံများကိုပေးသနာခြင်းဆိုတဲ့အပိုင်းနဲ့စကြပါအောင်စို့အငယ်၄မှ9အတွင်းမှာအခုလိုဆိုပါတယ်ထိုအခါထာဝရဘုရားကကြည့်ရှုလောငါသည်သင်တို့အဖို့မိုးကောင်းခင်က မုတ်မိုးကိုရွာစေမည်လူတို့သည်နေတိုင်းထွက်၍တနေ့စားလောက်အောင်သိမ်းယူကြရမည်ငါဤတရားအတိုင်းကြင့်မည်လော မကြင့်လောဟု ထိုသောသောအားဖြင့်သူတို့ကိုငါစုံစမ်းမည်နေတိုင်းသိမ်းယူသောအရာတည်း၆ရက်မြောက်သောနေ့၌နှစ်ဆကို သိမ်းယူ၍ပြင်ရကြမည်ဟုမောရှေအားမိန့်တော်မူ၏ မောရှိနှင့်အာယုန်တို့ကလည်းထာဝရဘုရားသည်သင်တို့ကိုအေဂုတ်သူပြည်ကနှုတ်ဆောင်တော်မူသည်ဟုယနေ့ညာဦးရန်၌သင်တို့သိကြလိမ့်မည်။နန်းနဲ့ရန်၌လည်းထာဝရဘုရား၏ဘုန်းတော်ကိုမြင်ရကြလိမ့်မည်။ထာဝရဘုရားကိုအပြစ်တင်လျက်မြည်တမ်းကြသောအခံကိုကြားတော်မူပြီးငါတို့ကိုအပြစ်တင်လျက်မြည်တမ်းစေခြင်းဟာငါတို့သည်အဘယ်သို့သောသူဖြစ်သနည်းဟုဣသရေလအမျိုးသားအပေါင်းတို့အားဆိုလိမ့်၏။မိတ်ဆွေများခင်ဗျာဒီကြံအတိုင်းကျွန်တော်မဆက်ခင်ပါ စိုးရုံးကကျေးဇူးတော်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အနည်းငယ်ထပ်ပြီးတော့ဖြည့်ဆွတ်ခြင်းမှပြီးတယ်ကျွန်တော်တို့ဓမ္မသမိုင်းကြောင်းကိုပြန်ပြီးကြည့်လိုက်တဲ့အချိန်မှလည်းရှိမုံပေတရုဟာထောင်ထဲမှာအဖမ်းခံခဲ့ရသေးတယ်ဒါကိုကောင်းကင်တမန်ကလာပြီးတော့တကားဖွင့်ပေးခဲ့တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ်လူနဲ့တီလာရိုက်ခံရပြီးထောင်ချခံရတယ်ဖျားသခင်ကငရင်ကြီးအပြင်းထန်လှုပ်ပေးပြီးတော့ထောင်နေရာနေပွင့်ထွက်ကုန်အောင်လှုပ်ပေးခဲ့တယ်မဟုတ်ဘူးလားဒီတော့လူဘဝဆိုတာဟာသင်ငုံမြင့်တုံမြင့်မြင့်တုံဖြစ်တတ်တယ် ရေစည်းတခါရေသာတလဲ့လို့လဲဆိုလို့ရတယ်။မာရအရက်ကရေကားတွေကြောင့်ငိုကြွေးမြည်တမ်းခဲ့ရတယ်လို့အေးလိန်ဆိုတဲ့ဒုက္ခဘုံကလေးကလည်းရှိနေပြန်သေးတယ်။ကပ္ပဦးချန်းကယောသဘဝမှာလည်းဒီလိုပဲကြုံခဲ့တာပဲမဟုတ်ဘူးလား။မောရှေလည်းဒီတိုင်းကြုံရတာပဲ။အေလိယဆိုတဲ့ပရောဖက်ကြီးလည်းမလွတ်ဘူး။ဒါဝိဒ်ဆိုတဲ့ရှင်ဘုရင်သူလည်းဒီအတိုင်းပဲရင်ဆိုင်ခဲ့ရတယ်။ဒီဒုက္ခနဲ့ဒီဒုက္ခချမ်းသာဘယ်လိုမှဒါတွေဟာကွဲကွာမနေဘူးတစ်ခုနဲ့တစ်ခုကဆက်ဆက်နေတယ်။ ဒီတိုင်းပဲလေကျွန်တော်တို့သမိုင်းကြောင်းအတွင်းမှာရောကျွန်တော်တို့လက်လန်းမိတွေ့ယုံကြည်သူတွေဘယ်သူကိုယ်ကွင်းခဲ့ရတယ်လေတောက်ပြက်ဂျက်ဆင်ရဲ့ဘဝကိုပဲကြည့်ကြည့်ဦးနော်တို့ကိုသာပြူတို့လိုပုံကိုကြီးတွေကိုပဲကြည့်ကြည့်မလွတ်ခဲ့ပါဘူးကျွန်တော်မိတ်ဆွေတို့ကဘာထူးလေးတယ်လေအရေးကြီးဆုံးကတော့လောကရန်ဆိုတဲ့မာရအရက်ကရေကားတွေကိုချိုးအောင်လုပ်နိုင်တဲ့ကားတိုင်းတော်ကိုမျှော်ကြည့်ပြီးတော့အေးလိန်နဲ့တူတဲ့ကောင်းငင်ပုံအသက်စီးစိန်ကိုရှာဖွေတွေ့ရှိဖို့ပဲဖြစ်ပါတယ်ကဲအခုတော့စောင်းက ဖတ်ခဲ့တဲ့ကြံအတိုင်းကျွန်တော်ပြန်ပြီးတော့ဆက်မယ်။မောရှင်နဲ့အာယုံကိုပြိသက်တရားဝိုင်းပြီးစူပြန်မိတယ်။မောရှင်နဲ့အာယုံကပြိသက်တီကိုမင်းတို့တဆိတ်ရှိငါတို့ကြီးပဲဝိုင်းဝိုင်းစူတယ်။မင်းတို့သိထားဖို့ကငါတို့ကလူတွေကဘာမှအစွန်းတတ်တိရှိတဲ့လူတွေမဟုတ်ဘူး။အဲ့ဒါတို့ကိုကြီးပဲလာလာမစူနဲ့။အေးဒါပေမဲ့ဖျားသခင်မှာတော့ဘုံတကောအာနုဘော်တော်ရှိတယ်။စောင့်သာကြည့်ကြပြီးတော့ဆိုတဲ့သဘောမျိုးပြန်ပြောရတဲ့။မပြောလို့လည်းမဖြစ်ဘူးလေ။ပြီးတော့ဒါဟာအမှန်တရား။ဒီလူပေါင်းနှစ်သန်းကျော်ကို ဖျားပေးတာဝန်နဲ့ခေါင်းဆောင်လာရတဲ့မောရှိနဲ့အာယုံဘလောက်စိတ်ညစ်မဲ့ထင်တယ်လေလှုပ်လဲလှုပ်ပေးရသေးတယ်တနေ့ရွှေတနေ့ငွေလीအစင်ပြေတဲ့နေ့ဆိုပျော်လို့ရွှင်လို့အစင်မပြေရင်တော့ဝိုင်းဝိုင်းပြီးချိန်တာငောက်တာဆူတာတွေကိုခံရတယ်ဒါတွေကိုမခံနိုင်လွန်းလို့လေသူတို့ခမညာမှာဖျားပဲတနေရတာဒီကနေ့အသင်းတော်အရေးကကျွန်တော်တို့တွေလေအင်မတန်ဘုံတကိုးထေရှားတဲ့အိမ်တော်အပြစ်ဖြေရာအရက်ကျေးဇူးတော်ကြီးမွန်ရာပြိမှန်တော်အဲ့ဒီမှာလာလာပြီးတော့ငိုကြွေးမြည်တမ်းတိုင်တီတာများနေတယ်မဟုတ်ဘူးလား ကိုရောနဲ့မိသဟာယဖွဲ့တယ်သာစကားလေးလှအောင်သုံးတာကိုရောကိုကြီးလာလာပြီးတမျိုးမဟုတ်တမျိုးညီးပြနေတယ်တောင်းခံနေရတယ်ငိုကြွေးနေရတယ်ခိုင်းစေနေရတာတွေကများလွန်းနေပြီလို့ကျွန်တော်ယူဆတယ်အသင်းတော်ရဲ့ဖာရတဲ့ခေါင်းလုံးဗန်တွေရဲ့အောက်မှာ ခိုးရင်လိုလာပြီးညင်ညူတာကိုလျှော့စေချင်ပါတယ်ကျေးဇူးတော်ကိုချီးမွမ်းတာကိုတိုးချဲ့ပြီးလှုပ်ဆောင်ကြပါလို့အကြံပေးချင်ပါတယ်အငယ်ရှိတဖန်လဲမောရှိက ထာဝရဘုရားသည်ညာဦးညာ၌တင်တို့စားเสียအမဲသားကို၎င်း နန်းနဲ့ရန်၌ဝါလောက်အောင်မုံကို၎င်းပေးတော်မူသောအခါဤစကားပြေဆုံးလိမ့်မည်တင်တော်သည်အပြစ်တင်လျက်မိတန်းကြသောအဖန်ကိုထာဝရဘုရားကြားတော်မူပြီးငါတို့သည်အဘဲသောသောသူဖြစ်သည်။တင်တော်သည်အပြစ်တင်လျက်မိတန်းကြသောစကားသည်ငါတို့ကိုမထီမခိုက်ထာဝရဘုရားကိုထိခိုက်ပြီးဟုဆိုလေ၏အသင်းတော်အရေးကညီးတွားမိတန်းခြင်းတွေကိုပဲဆက်ချင်ပါတယ်အခုမောရှင်နဲ့အာယုံတို့ဟာတင်းအုပ်ဆရာတွေပဲလို့သဘောထားပြီးတော့ကြည်ကြပါ ဒီကနေ့အသင်းတော်ပြိသက်နဲ့တူတဲ့ဣတရီလာတွေဟာဓမ္မဆရာတွေသေယုတ်ဆရာတွေကိုမကြည်နက်တာမကြိုက်မနစ်သက်တာတွေ့ရင်ဘုရားသခင်ရဲ့ကိုယ်စလဲတွေအပေါ်မှာမကြည်နက်တာအပြစ်တင်ဝေဖန်တာတွေဟာဘုရားသခင်ကောင်းကိုထိခိုက်စေတာပဲဒါကြောင့်ကိုယ်ဆရာသမားတွေအပေါ်မှာလည်းတိတ်ပြီးတော့အပြစ်မမြင်ကြပါနဲ့သူတို့ကိုယ်တိုင်ဟာကုနာမောရှင်နဲ့အာယုံပြောတယ်လို့လူတွေကလူတွေပဲမဟုတ်ဘူးလားနောက်တစ်ခုပို့ပြီးတော့ခက်တာပြိသက်တွေကိုကြည့်ပြောလို့မဖြစ်ဘူးဓမ္မဆရာကြီးတွေသေယုတ်ဆရာကြီးတွေကိုယ်တိုင်ကလည်း ဖျားသခင်ရဲ့မျက်နာတော်ကိုထောက်ပြီးတပြည့်တော်တွေနဲ့အတူရောင်းပောင်ပြီးတော့ညီးတွားမြည်တမ်းတဲ့အကျင့်တွေမလုပ်ကြဖို့လိုပါလိမ့်မယ်။အထူးသဖြင့်ဖျားသခင်ရဲ့ဘုံအာနုဘော်တော်ကိုသူတစ်ပါးအထင်သေးခြင်းစပွဲဖြစ်တဲ့အထိအသင်းတော်ရေမညီးကြပါနဲ့။အိမ်ဒီမပြတ်ကြပါနဲ့။ယုံကြည်ခြင်းတိုက်မြစ်ခံရနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။အခုအချိန်မှာတော့ဆရာတော်ကြီးတွေဖြစ်တဲ့မောရှေနဲ့အာယုန်တို့ဟာတပြည့်တော်ဣသရေလတွေနားပူတာမခံနိုင်လို့ဖျားသခင်နာမတော်နဲ့အဲ့ဒီလူတွေကိုခြောက်နေရပြီ။ ။ဗန်းစကားနဲ့ပြောရရင်တော့ဗောလီဘောပုတ်ပြီးတော့ဖျားသခင်စီပင့်ပင့်ပေးနေရသည်။အငယ်ကိုကနေ30တဖန်သင်တို့သည်အပြစ်တင်လျက်မြည်တမ်းသောအသံကိုထာဝရဖျားကြားတော်မူသည်ဖြစ်၍အထံတော်သို့ချင်းကပ်ကြလော့။ဣသရေလအမျိုးသားပရိသတ်တို့အပေါင်းတို့အားဆင့်ဆိုလော့ဟုအာယုံအားမှားထားသည့်အတိုင်းအာယုံသည်ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အားဆင့်ဆိုသောအခါတင်တို့သည်တောသို့မျောကြည့်၍မိုးတိမ်၌ထင်ရှားသောထာဝရဖျား၏ဘုန်းတော်ကိုမြင်ရကြ၏။ ဟာဝေယဖျားကလည်းဣသရေလအမျိုးသားတို့သည်အပြစ်တင်ဖြင့်မိတန်းသောအဖန်ကိုငါကြားရပြီ။ညာဥယာ၌သင်တို့သည်အမဲသားကိုစားရကြလိမ့်မည်။နန်းနဲ့ယာ၌လည်းမုန်းနှင်ဝါရကြလိမ့်မည်။ငါသည်သင်တို့၏ဖျားသခင်ထာဝရဖျားဖြစ်ကြောင်းကိုသိကြလိမ့်မည်ဟုသူတို့ကိုပြောတော်မူမောရှေအားမိန့်တော်မူ၏။ညာဥယာ၌ငုံငှက်တို့သည်တက်ကိုအနှံပြတက်လာကြ၏။နန်းနဲ့ယာ၌လည်းတက်ပတ်လေအရရတွင်နှင်းကြလျက်ရှိ၏။ဆာလောင်မွတ်သိလို့ပူညာပူညာလုတဲ့အဖန်ကိုဖျားသခင်ကြားတယ်။ ဒီအခါမှာမုန်းနဲ့ဝါရမယ်လို့တရားသခင်ဂရိပေးလာတယ်။ပြောလို့မပြီးသေးဘူးအဲ့ဒီညနေမှာတင်ငုံညက်တွေဟာဣသရေလစခန်းထဲကိုအံ့ဩပွေတက်အောင်လာကြတယ်။ဒီငုံတွေဘယ်ကလာတယ်လဲ။သူတို့ကလိုက်ပြီးလောက်လေးကွာနဲ့ပြစ်ရတာမဟုတ်ဘူးနော်။ဟိုကတောက်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 နဲ့သူတို့စီကိုအရှိုးအရှိုးရောက်လာတာ။တားဟာအမဲသားစားရတဲ့အခွင့်အရေးပဲပေါ့။မန္နမုန်ဟူသည်ဆိုတဲ့အပိုင်းကိုအခုလိုဆက်လက်ချင်ပါတယ်။ထွမြောက်ရချမ်းအခန်းကြီး16အငယ်14မှ16 နှင်းတက်ပြီးတော့အခါနှင်းငယ်ငယ်သို့သေးသေးလုံးလုံးအရာပြီးမြေမျက်နာပေါ်မှာရှိရလေ၏ထိုအရာကိုဣတရေလအမျိုးသားတို့သည်မြင်သောအခါအဘယ်အရာနည်းဟုမသိသောကြောင့်တယောက်ကိုတယောက်မေးကြ၏မောရှိကလည်းဤဤရာသည်သင်တို့စားစရာဖို့ထာဝရဘုရားပေးသနာတော်မူသောမုံဖြစ်၏လူတိုင်းမိမိတဲ၌ရှိသောသူအရေအတွက်နှင့်အညီလူအသီးသီးစားလောက်အောင်တယောက်တအောမဲစီသိမ့်ယူကြတော်ဟုထာဝရဘုရားမိန့်တော်မူကြောင်းကိုပြန်ပြောလေ၏ဣသရေလတွေဟာတနည်းစားတနည်းစားအတွက် မုံကိုစုသိမ်းယူရကြရပါလိမ့်မယ်။အငယ်18နဲ့18ဣသရေလအမျိုးသားတို့သည်ထိုသို့ပြု၍အ ਨੇ အများလိုက်သိမ်းယူကြ၏။အောမဲတောင်းနှင့်ချင်ကြသောအခါများများရသောသူမပူ၊နင်းနေရသောသူမလူ၊အသီးသီးတို့သည် စားလောက်အောင် သိမ်းယူကြ၏။စားလောက်ရမယ်၊မျှတမှုလည်းရှိရမယ်။အခွင့်အရေးလည်းတန်းတူညီမျှဖြစ်ရပါလိမ့်မယ်။အငယ်19မှ21အထိဆက်ကြည့်တဲ့အခါမှာတော့အခုလိုဆက်လက်ပြီးမြင်ရပါလိမ့်မယ်။ ်မောရှိကလည်းနနဲ့တိုင်အောင်အဘဲသူမြတ်မကြံစည်နေဟုဆိုတော့လေအချို့တို့ဒီမောရှိစကားကိုနားမထောင်ဘဲနနဲ့တိုင်အောင်ကြံစည်သဖြင့်ပိုးဖြစ်၍နန်လီတော် မောရှိသည်အမျက်ထွက်၏ထိုသူအသီးသီးတို့သည် နေတိုင်းမိမိတို့စားလောက်သမျှကိုသိမ့်ယူကြ၏နေပူသောအခါအေးဖြစ်လေ၏ပြုတော်မူတဲ့မြစ်တာနဲ့ပြတော်မူသောကျေးဇူးကို လက်လွတ်စပယ်မပြုသလိုလက်လွတ်စပယ်မခံယူစေရဘူးဣသရေလတိုင်းသိရမှုရှိအောင် လက်ကျင့်ပြိုးထောင်ပေးခြင်းပဲလို့ကျွန်တော်ဒီနေရာမှာခံယူတယ်။ဒီမုတ်ဟာခရစ်တော်ဟာအသက်မုံဖြစ်ခြင်းကိုတက်သေးပြနေပါတယ်။ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်32မှ35အထိမှာယေရှုကလည်းငါအမှန်ကန်ဆိုသည်ကားမောရှိသည်ကောင်းကင်မုံအားသင်တို့အားမပေး။ခမည်းတော်သည်မှန်သောကောင်းကင်မုံကိုသင်တို့အားပေးတော်မူ၏။ဖျားသခင်၏မုံမူကားကောင်းကင်မှဆင်းသက်သော လောကီသားတို့အားအသက်ကိုပေးသောမုံပေသည်ဟုမိန့်တော်မူခြင်း။ ။အခင်ထုံမုံကိုအကျွန်ုပ်တို့အားအစင်မပြတ်ပေးတော်မူပါဟုလျှောက်ကြ၏။ယေရှုကလည်းငါသည်အသက်မုံရှိ၏။ငါထံသို့လာသောသူသည် နောက်တဖန်အစာအမွတ်မခံရ။ငါကိုယုံကြည်သောသူသည်နောက်တဖန်ရေမငတ်ရ။အဲ့ဒီလိုခရစ်တော်ကိုယ်တိုင်မိမ့်မွတ်တာကိုကျွန်တော်တို့ကြားနိုင်ပါတယ်။ပြတ်ဖတော်မူသောခြေဆုတော်တွေမှာလေးနဲ့တဲ့အတိတ်ဘယ်ဟာအကုန်လုံးဆက်ဆက်နေတာဟာအံ့ဩစရာမကောင်းပေဘူးလား။တော်မြတ်ဝါကျန်အခန်းကြီး၁၆အငယ်၂၂မှ၂၄ 6ရက်မြောက်သောနေ့၌မုံနှစ်ဆကြီးဟုသောတယောက်နှအောမဲစီသိရကြ၏ထိုအကြောင်းကိုပရိသတ်အုပ်အပေါင်းတို့သည်မောရှေအားကြားပြောလေ၏သူကလည်း내ပြန်နေသည်ထာဝရဘုရားရှိ၌တန်ရှင်းသောဥပုံနေရင်ဝတ်စွာနေရသောနေ့ဖြစ်၏မုံကိုပေါင်းကျင်သည့်အတိုင်းပေါင်းကြလော့ပြုတ်ကျင်သည့်အတိုင်းပြုတ်ကြလော့ကြံသောအရာကိုနတ်နဲ့တိုင်အောင်စောင့်၍သိုထားကြလော့ဟုထာဝရဘုရားမိန့်တော်မူကြောင်းကိုပြန်ပြောလေ၏မောရှေမှားသည့်အတိုင်းနတ်နဲ့တိုင်အောင်သိုထားကြ၏ နန်ဂျင်းနှင့်ကင်းလို့ဤပိုးလဲမရှိဖျားသခင်ကတော့နေ့ရဲ့အစဉ်အတိုင်းပြီးတယ်ဒါပေမဲ့ဥပုံနေ့မှာမုံထပြီးယူတဲ့ကိစ္စမလုပ်ရအောင်6ရက်မြောက်ကလေးကစုထားရမယ်ဖျားသခင်ပေးတဲ့မနတ်မုတ်ဟာအသက်မုံဖြစ်တဲ့ခရစ်တော်နဲ့ထိတွေ့ရတဲ့အတိုင်အင်မတန်တကောအာနိသင်ကြီးမားပါတယ်ဣသရေလတွေဟာခါနန်ကိုရောက်ဖို့နှစ်ပေါင်း40လောက်ကြာအောင်တောတောင်ကန်တားရတွေမှာကျင်လည်ခဲ့ရတယ်လို့ဆိုပါတယ်အာဟာရပြတ်ပြီးဖောရာရောင်တာတယောက်မှမရှိခဲ့ပါဘူး ဖျားသခင်ချပေးတဲ့မုတ်ဟာကျမ်းမာရေးနဲ့ပြည့်စုံစေတဲ့အဟာရတန်ဖိုးရှိတဲ့မန္နမုတ်นี่ဖြစ်ခဲ့ပါတယ်။အငယ်25:26မောရှိကလည်းကြံသောအရာကိုယနေ့စားကြလော့။ယနေ့သည်ထာဝရဖျားဥပုံနေဖြစ်၏။ယနေ့တွင်ထိုအရာကိုတော်နိုင်မတွေ့ရ။၆ရက်ပတ်လုံးသိမ်းယူကြ၏။ဥပုံနေသည်ဟူသော9ရက်မြောက်သောနေ့တွင်မရှိမတွေ့ရဟုဆိုလေ၏။ဒီကျမ်းစာချက်ဒီပေါ်မှာသေချာစဉ်းစားရန်ဣသရေလ၏အဖို့ဥပုံနေဆိုတာဟာ ပြည့်ညတ်တော်ရီမတီရင်ကလေးကရှိခဲ့ပြီးစောင့်ထင်းစီရနေ့တနေ့ဖြစ်မှန်းထင်ရှားသိလာနေပါတယ်။အငယ်38ကိုကြော်ပြီးတော့ကျွန်တော်တို့ထရှိလေ့လာကြပါစို့။ဣဗရေလမျိုးသားတို့သည်ထိုစားစရာကိုမန္နဟုခေါ်ဝေါ်ကြ၏။နန်နန်စေးကဲ့သို့ဖြစ်၍ဖြူသောအစင်းရှိ၏။ပြားရည်နှင့်ရောသောမုန့်ကျွတ်နှင့်အရသာတူ၏။မန္နမုန့်ကိုစုံလင်အောင်ဖော်ကြည့်ဖို့ခက်မယ်။အံပွဲကောင်းသောမုန့်ကလေးလို့ပဲဆိုပြရစီ။ ဣတရေလရိစားကျင်နာမှန်တွေ့ရဲ့အရသာမျိုးစုံကိုဖြည့်စည်းနိုင်စွမ်းရှိတဲ့ကောင်းငင်တကူပါဝင်တဲ့မုံလို့ဆိုကြပါတယ်။တောလရကျန်းအခန်းကြီး7အငယ်၄၅အတွင်းမှာထူးဆန်းတဲ့အချက်တခုပါလာပါတယ်။ကျွန်တော်တို့စောစောပိုင်းသင်္ကန်းစာတွေထဲမှာဣတရေလနဲ့အတူကပြားတွေအုပ်အယောယောကြောက်အယောယောပါလာတယ်ဆိုတဲ့အချက်ပါ။အဲ့ဒီလူတွေဟာယိုယိုဣတရေလတဲ့ပို့ပြီးပြဿနာတက်တာကိုအခုလိုမြင်ရပါလိမ့်မယ်။ တောလေယာချံအခန်းကြီး7အငယ်၄မှ9ဣသရေလအမျိုးသားတို့နှင့်ယောနောလျက်ပါလာသောတပားအမျိုးသားတို့သည်တောင့်တသောစိတ်ဆွေးလန်းကြ၏ဣသရေလအမျိုးသားတို့သည်လည်းတဖန်ငိုကြွေးရက်ငါတို့စားစရာဖို့အမဲသားကိုအဘဲသူပေးလိမ့်မည်နီအေဂုတ်တူပြည်၌အလိုလျောက်စားရသောငါသားတခွားသည်ဖျဲသည်ကြက်သွန်အနီအဖြူအရင်အမျိုးမျိုးတို့ကို အောက်မေ့၏လူသားသဘာဝအဟာရစုံနေတဲ့မုံတမျိုးတည်းကိုလည်း ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံစားမှန်သိရနဲ့ညီးတွားခြင်းကြတယ်အခုခေတ်မှာကျွေးပကံပြားလှလှကလေးနဲ့အမေများများပြင်ပြီးအချေအချိုရေးလေးဆန်းတာကိုငွေတွေဖောက်တော့လဲပေးပြီးဝယ်စားနေကြတာကိုကြည့်ရင်လူတွေဟာအပြောင်းလဲကြိုက်တယ်ဆိုတာမထင်ရှားဘူးလားအမျိုးမျိုးကြီးထူတယ်အစတခင်သဘောမပေါက်နိုင်ဘူးလားတောလဲရချမ်းအခန်းကြီး7အငယ်6ကနေ8အထိဆက်ဖတ်မယ်ဆိုရင်ယခုမှငါတို့အသက်ပြီးအားလျော့ပြီ ဤမန္နမတပါတစုံတစ်ခုကိုမှမမြင်ရဟုဆိုကြ၏မန္နသည်နန်းနန်းစေးနှင့်တူ၍ဗာဒီလတစ်စေကဲ့သို့အစင်းဖြစ်၏လူများတို့သည်လှဲ့လေလျက်မန္နကိုစုသွင်း၍ဆုံလိုက်ကြိတ်ချင်းထောင်းချင်းကိုပြုတ်ပြီးမှအိုးနှင့်ပြုတ်ကြ၏မုံပြားကိုလည်းလုတ်ကြ၏အရသာသည်မုတ်စီကျော်အရသာနှင့်တူ၏စခန်းချရာရက်၌ညအခါနှင်းနှင့်အတူမန္နကြရ၏အမှန်တော့ငိုးငောင်တွေကိုလည်းပေးခဲ့ပြီးပြီ ကောက်ရည်လဲအရှံပဲရခဲ့ပြီးပြီအခုမန္နဆိုတာဟာလဲအသားအမျိုးမျိုးအသီးနှံအမျိုးမျိုးအစားအာဟာရဘောင်းစုံနဲ့နေ့တိုင်းစားဖို့အရှံပဲကြဆင်းပေးနေပါတယ်မန္နဟာအမျိုးမျိုးလှုပ်ရှားလို့လဲရတယ်ဆိုတဲ့အရေးချင်းကိုလည်းဒီကျမ်းတွေအရာသိရပြီဒါပေမဲ့ဣသရေလအုပ်အယောယောကြောက်အယောယောပြိပတ်ကြီးဟာအီဂျစ်ဆိုတဲ့ကျွန်းခံရအရက်ကြီးကိုအစားတလုတ်ပေါ်မှာကြီးများပြီးတော့ပြန်ပြီးတော့လွန်းဆွနေကြပြီ။ကောင်းငင်ဘုံမုံကိုမချိနဲ့ပဲအဲဂုတ်ထုမှာတော့ကအမဲသားစီပြန်ဟင်းအိုးတွေ အသီးအံတွေကိုပြန်ပြီးတနေကြပြီ။ကယ်တင်ရှင်ကိုယုံကြည်တဲ့လူတွေရဲ့အသက်တာဟာအပြည့်ရဲ့ကြေးကျွန်ရိပ်မှစိတ်ပြန်ပြီးတော့မလဲသင့်ပါဘူး။ကျေးဇူးတော်ကိုစီဗျန်တို့တက်သွန်တို့သခွားသီးတို့ဘဲခင်တို့ငတလောက်ပေါင်းတို့နဲ့မလဲလှဲတိုက်ပါဘူး။အဲဂုတ်ထုဆိုတဲ့အပြစ်နုံနဲ့တူတဲ့ကျွန်ခံရအရိတ်ကိုစိတ်ကူးရင်နေမဲ့အစားကျေးဇူးတော်ကိုချီးမွမ်းပြီးနှလုံးသားမှာတဏှာရမက်ဆိုတဲ့တက်မဲ့စိတ်ကင်းဘုရားသခင်အတွက်အဆုံးချခံတိုက်တဲ့စိတ်တမျိုးမွေးမြူသင့်တယ်။ ထာဝရအသက်မုံဆိုတာကိုဖျားသခင်ဟာပေးသနာခဲ့ပြီခရစ်တော်အားဖြင့်ကျွန်တော်ခံယူရရှိနေကြပြီဖျားသခင်ကိုလည်းမသိနားမလဲထာဝရအသက်ဆိုတာကိုလည်းမခံယူတဲ့လူလောကရဲ့ဆွဲဆောင်ဖျားယောင်မှုတွေကိုကြံ့ကြံ့ခံနိုင်ကြပါစေလို့ကျွန်တော်ခွန်အားဝေမျှလိုပါတယ်ဖျားယောင်အကျံခန်းကြီး၁၆အငယ်၃၂မှ34မောရှိကလည်းသင်တို့ကိုအဲဂုတ်သူပြည်ကငါနှုတ်ဆောင်သောအခါတော၌သင်တို့အားကျွေးသောမုံကို သင်တို့အမျိုးအစဉ်အဆက်တို့သည်ညင်စေခြင်းကသင်တို့အဖို့တိုးထားရသောအောမဲတောမဲကိုဖြစ်ကြလော့ဟုထာဝရဖခင်မိန့်တော်မူကြောင်းကိုပြန်ပြောလေ၏တဖန်အာယုံကိုလည်းအိုးတလုံးကိုယူ၍မန္နတောမဲကိုအပြစ်ထည့်ပြီးလင်သင်တို့လူမျိုးအစဉ်အဆက်ဖို့စောင့်စီခြင်းကထာဝရဖခင်ရှိတော်၌တိုးထားလော့ဟုဆို၍မောရှိကိုထာဝရဖခင်မှားထားတော်မူသည့်အတိုင်းထိုမန္နကိုအာယုံစောင့်စီခြင်းကတက်သေးတော်ရှိမှတိုးထားလေ၏ မန္နမုံနေထည့်ထားတဲ့အိုးတလုံးကိုတက်စီအဖြစ်နောင်လာနောက်သားတွေသိအောင်သိစီထားရမယ်လေနောက်ပိုင်းမှာမန္နမုံအိုးရဲ့အာယုံရဲ့လန်တန်ရဲ့ပြည့်ညတ်တော်ဆယ်ပါးတို့ရဲ့ဆိုတာဟာကတတော်တစ်ခုတည်းမှာသိစီထားလိုက်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီတက်စီခံစစ်တာဟာအသက်မုံဆိုတဲ့ခရစ်တော်ပြီးတော့သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုရည်ညွှန်းတဲ့လန်တန်တော်နဲ့သူ့ဘုံတကိုးနဲ့တရားစီရင်ပိုင်သောသခင်ခရစ်တော်ဖြစ်တဲ့အကြောင်းကို ဘယ်လိုသက်ဆိုင်ညွန်ပြနေတယ်ဆိုတာတွေကိုနောက်ပိုင်းမှာကျွန်တော်တို့ဆက်လက်လေ့လာမှတ်သားခွင့်ရကြအောင်ပါဗျာ။ဖခင်ရွာကျမ်းအခန်းကြီး16အငယ်35မှ36အဆုံးအထိဣသရေလအမျိုးသားတို့သည်လူနေရာပြည်သို့မရောက်မီတိုင်အောင်အနည်း40ပတ်လုံးမန္နာကိုစားကြ၏။ခါနန်ပြည်နယ်နိမိတ်သို့မရောက်မီတိုင်အောင်မန္နာကိုစားကြ၏။အောမဲမူကားအေဖာဆေစုတစုဖြစ်သည်။ဒီကြမ်းကျက်ကိုအထောက်အထားပြုရင် ဣသရေလတို့အတွက် မန္နမုတ်ဟာနှစ်ပေါင်း40ကြာတဲ့အဟာရပဲဖြစ်ခဲ့တယ်။သူတို့ခါနန်ကိုရောက်ချိန်မှာတော့မန္နမုတ်မလိုတော့ဘူး။ဟိုးရှေဘိုးဘေးဘီဘင်တို့လိုပဲလေယာသီးနှံတွေကိုပြောင်းပြီးစားကြလိမ့်မယ်။အဲဒီလိုလေယာသီးနှံကိုပြောင်းလဲစားဖောက်ရချိန်ကြပြန်တော့သူတို့တွေဟာဓာကြီးတွေကိုမစားချင်ဘူးဖြစ်ပြန်လေရောတယ်။ဓာတွေကိုကျွန်တော်ဆက်လက်ပြီးတော့တွေ့ရလေ့လာရအောင်ပါပါ။ဒီလိုမရှိတော့တဲ့အချိန်ကျမှမန္နမုတ်ဟာဘလောက်ကံပိုးရှိတယ်အရသာနဲ့ပြည့်စုံတယ် ကောင်းနေဆိုတာတွေကိုပြန်ပြီးအောက်မေ့လာအောင်မယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါလေဦးမယ်မိတ်ဆွေအပေါင်းတို့ခင်ဗျာလူသားတို့ရဲ့စိတ်နှလုံးဟာအမြဲမတည်မငြိမ်ရှိတတ်ပါတယ်ထောက်ပြန်ပြောင်းလဲတတ်ပါတယ်ကိုယ့်ရဲ့ဘဝမှာရှိတဲ့ခံစားချက်တွေအတွေ့အကြုံတွေနဲ့အတူပို့ပြီးတော့ပြောင်းလဲခြင်းတွေဟာများပြားတတ်ပါတယ်တခါတလေမှနှုတ်ကပတ်သမားကျမ်းစာတော်မြတ်တဲ့လူသားရဲ့ကိုယ်ပိုင်ခံစားချက်တွေဟာပို့ပြီးနေရာယူနေလို့တော့မှဖြစ်တတ်ပါတယ်အမှန်တော့ကျွန်တော်ရဲ့ကေတီရှင်ဟာကျွန်တော်ရဲ့အသက်တာကဝိညာဉ်အာဟာရကို ဒီနှုတ်ကပတ်သမားကျမ်းစာတော်အားဖြင့်ချပေးနေခြင်းဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ငယ်6မှာယေရှုကငါသည်လံခရီးဖြစ်၊သမာတရားလည်းဖြစ်၊အသက်လည်းဖြစ်လို့ဆိုထားတယ်လို့34ခုမြောက်သောစာလံအငယ်10မှာကြတော့ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍တိမှတ်ကြလော့။ကိုတော်ကိုခိုလုံသောသူသည် မင်္ဂလာရှိ၏လို့ဆိုထားတာကိုလည်းဖတ်နိုင်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်57မှာကြတော့ ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုံဖြစ်၏ဤမုံကိုစားသောသူမည်သည်ကအစင်မပြတ်အသက်ရှင်လိမ့်မည်ဆိုပြီးဖော်ပြတာကိုတွေ့နိုင်ပါလေဒီအချက်တွေအားလုံးဟာအနန္တတကုရှင်ဘုရားသခင်နဲ့သခင်ယေရှုခရစ်တော်တို့အားဖြင့်ကျွန်တော်အဖို့မဆုံးနိုင်တဲ့ဘဝချမ်းသာကိုရနိုင်တယ်ဆိုတာကိုကျွံဘဝမှလွတ်မြောက်သူတို့ရဲ့ပမိုင်းဖြစ်ရမများနဲ့အတူသက်သေခင်ရှားနေစေတဲ့အကြောင်းဖော်ပြပြင်ဆက်လိုက်ရပါတယ်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရချမ်းအခန်းကြီး၁၆ကို လ ీల မှာတစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရယ်။